မင်္ဂလာပါခင်ဗျာအခုကျွန်တော် Celebrity Short Story ဆိုတဲ့ဇာတ်ရိုးလိုစတိုင်းရေးသားထားတယ်စာအုပ်ထဲကနေပြီးတော့ How much land does manage လူတယောက်မှာမြေနေရာဘယ်လောက်လိုအပ်မလဲဆိုတဲ့အကြောင်းအရာလေးကိုဆက်လက်ပြီးပြောပြပြမှာဖြစ်ပါတယ်ရွာရဲ့အနီးအနားမှာလယ်မြေဧက300လောက်ပိုင်တဲ့အမျိုးသမီးတခုနေထိုင်လေရဲ့သူမဟာစစ်မှုထမ်းတအောင်တအူးနဲ့လက်မဆက်ခင်ကတော့ တောင်သူလယ်သမားအလုံးနဲ့အဆင်ပြေချုံးဝင်နေထိုင်လေရဲ့ဒါပေမဲ့အဲ့ဒီနောက်ပိုင်းစစ်မှုထမ်းဟောင်းကတောင်သူလယ်သမားတွေကိုတန်ကြီးတွေတက်နေပါတော့တယ်သူရဲ့လက်မြေတွေကုန်းမြေတွေထဲမှာကျွဲတွေနွားတွေဝင်ရောက်တဲ့အခါမျိုးတွေမှာပေါ့ပါဖွန်တယောက်ဘလောက်ပဲဂူဒီဇိုင်းနဲ့လုပ်လို့သူရဲ့မြင်းတွေနွားတွေကအဲ့ဒီအမျိုးသမီးရဲ့ဝတ်ကြတော်တွေကိုရောက်လို့ရောက်ဥယျာဉ်လေးကိုရောက်လို့ရောက်ခဏနေသူ့ရဲ့နွားပေါက်လေးတွေကအဲ့ဒီအမျိုးသမီးကြီးရဲ့ မြခင်မြေမြခင်ပြင်ပေါ်မှာ ရောက်လို့ရောက်နေဒါကြောင့်သူကအမြဲတမ်းဒဏ်ချင်းငွေဆောင်နေရတဲ့ထိတ်ဆုံးကလူတယောက်ဖြစ်နေလေရဲ့ပဖွန်တယောက်မကြည်မနှက်နဲ့ဒဏ်ချင်းငွေဆောင်နေရတာပေါ့ဒေါသတွေကထွက်ဒီလိုနဲ့အိမ်ရောက်လို့မိသားစုနဲ့အဆင်မပြေစကားတွေကကြမ်းတမ်းလာတော့တာပေါ့ဒီနွေရာသီတခြားလို့သူလဲမြေးပိုင်းရှင်နဲ့ပြဿနာတွေချီတက်နေတော့တာပါပဲဆောင်းရာသီလည်းရောက်တော့ပဖွန်တယောက်ပြောလိုက်သည့်ဖြစ်ချင်း ဘာလို့ဆိုသူ့ကျွဲတွေနွားတွေမြင်းတွေအကုန်လုံးတင်းကုတ်ထဲမှာကြီးကြီးထားရတာကိုသူက ကောက်ရိုးမြက်တို့ရိတ်ရတာကိုစိတ်မပါပေမဲ့သူ့နွားတွေစကြက်မြင်မှာကြောင်းစရာမလိုတော့တာကိုတော့သူအယံဝန်းသားနေလေရဲ့အ ਨੇ ဆုံးတော့နွားတွေကျွဲတွေနဲ့ပတ်သက်ပြီးပူပင်တော့ကကင်းဝေးရတာကိုအဲ့ဒီဆောင်းရသည်မှာပဲသူတို့လယ်သမားတွေအတွက်ထိတ်လန့်စရာသတင်းတစ်ခုကြားလာရတာပေါ့ဒါကတော့လယ်ယာပိုင်ရှင်မြို့သမီးကြီးက သူ့ရဲ့လက်မြေတွေကိုတောင်ကုန်းတောင်ဆောင်မှာရှိတဲ့စားတော့ဆိုင်ပိုင်ရှင်စီကို ရောင်းမလို့ဆိုတဲ့တဲ့မှာပဲအဲ့ဒီစားတော့ဆိုင်ပိုင်ရှင်ကဈေးစင်နေတယ်လို့သူတို့ကြားရတာပေါ့အဲ့ဒီတဲ့ကိုကြားတော့သူတို့လယ်သမားတွေအားလုံးတရားခက်ကုန်ကြတော့ပါပဲကဲဒီလက်မြေတွေသာဒီစားတော့ဆိုင်ပိုင်ရှင်ကြီးရတော့မယ်ဆိုရင်ဟိုအမျိုးသမီးယောက်ျားစစ်မှုထမ်းဟောင်းကြီးတဲ့ ပို့ဆိုးလို့ငါတို့ကိုဒဏ်ငွေတွေအမျိုးမျိုးတတ်တော့မယ်ငါတို့အားလုံးလဲဒီလယ်မြေတွေကိုပဲအားကိုးပြီးတော့နေနေကြရတာပဲမဟုတ်လားလို့သူတို့လယ်သမားတွေကကြောက်ကြလာပါတယ်ဒါကြောင့်လယ်သမားအဖွဲ့အစည်းတွေကိုစားတောင်သူတွေချို့အမျိုးသမီးကြီးအိမ်ကိုသွားခဲ့ကြတာပေါ့ကျွန်တော်တို့ဒီလယ်မြေတွေကိုစူပေါင်းစပေါင်းနဲ့ရအောင်ဝယ်ပါမယ်အဲ့ဒီစားသောဆိုင်ပါရှင်ကြီးဒီကိုတော့ရောင်းပါလိုက်ပါနဲ့လို့ပြောတာပေါ့ပြီးတော့ ဈေးလဲပို့ပေးပါမယ်ပေါ့ဒီလဲမြေတွေကိုကျုပ်တို့ဘုံအနေနဲ့ထားပြီးသုံးကြပါပါဒီကိစ္စနဲ့ပတ်သက်ပြီးတောင်သူလယ်သမားတွေတွေ့ဆုံစည်းဝေးနေကြတာနှစ်ကြိမ်တိုင်တိုင်သာရှိသွားတယ်ဆုံးဖြတ်ချက်ကမချနိုင်ခဲ့ပါဘူးတယောက်တစ်ပေါက်နဲ့ဖြစ်နေကြတာကိုအဲ့ဒီအထက်မှာနတ်ဆိုးလဲရောက်နေတော့အမျိုးမျိုးနောက်ရှစ်လူရင်မရောက်နိုင်အောင်ကိုလုပ်နေတော့ပါပဲဒါကြောင့်လယ်သမားတွေကကိုနဲ့ကိုဆန်ကိုအတိုင်းထွာနဲ့ကိုကြည့်ပြီး တတ်နိုင်တဲ့လောက်တရားစီဝယ်ယူချဖို့ဆုံးဖြတ်ခဲ့ကြတော့ပေါ့အမျိုးသမီးကြီးကလည်းသူတို့ပြောပြတာရှင်းပြတာတွေကိုသဘောတူလေရဲ့ပတ်ဖွန်တယောက်သူ့အိမ်ကြီးချင်းတယောက်ကလက်အေးက50တိတိကိုဝယ်ယူလိုက်တယ်ဆိုတဲ့သတင်းကိုကြားခဲ့တာပေါ့တဝက်ကိုလက်ငင်းပေးချီကျန်တဝက်ကိုတော့နောက်နေ့မှပေးမယ်ဆိုပြီးတော့ဝယ်ယူခဲ့တာပါပဲဒီသတင်းကိုကြားတော့ပတ်ဖွန်တယောက်မနာလို့မရှုစိတ်ဖြစ်နေလေရဲ့ကြည်ပါဦးမြေတွေအကုန်ချောင်းကုန်တော့မယ် ငါတို့တော့ဘာမှမရပဲဖြစ်နေပါအောင်မယ်လို့သူဇနီးကိုပြောပါတယ်။သူများတွေကလယ်မြေတွေဝဲကုန်ကြပြီ။ငါတို့လည်းမြေအိက20လောက်တော့ဝယ်မဖြစ်လိမ့်မယ်။ဒီလိုမှမဝရင်ငါတို့ဘဝမရေရာမသေးကြရဖြစ်ကုန်တော့မှာပဲ။ဒီမြေပိုင်ရှင်ကငါတို့ကိုတန်ကြီးတွေနဲ့ပဲငါတို့ဘဝကိုနလန်မထူနိုင်အောင်လုပ်နေလိမ့်မယ်။ဒါကြောင့်ဘာဖွန်တို့လင်မြန်းနေအောင်ခေါင်းချင်းဆိုင်ဆွေးနွေးကြတာဆွေးနွေးကြတော့တာပေါ့။သူတို့ဘလို့ချစ်ကုတ်ပြီးရအောင်ဝယ်လို့ရမလဲ။ စဉ်းစားကြည့်ပါဦးသူတို့အခုလက်ရှိလက်ထက်မှာကရူဘန်တရားပဲရှိတာကိုဒါကြောင့်နွားထီလေးတစ်ကောင်ကိုရောင်းပြားမွေးမြွေချံကပြားချံတစ်ဘက်ကိုရောင်းတားတရားကို လူငါစင်းငါထားပြီးတော့လောက်ခလာစာကိုကျွတ်ထုတ်ကြံတဘက်ကိုတော့ရောက်ဖလှုပ်တဲ့သူစီကနေခြေရတော့တာပေါ့ဒါတွေအကုန်လုံးပေါက်လိုက်ခါမှဝယ်မြက်ဝယ်မဲ့မြည်ရဲ့တဝက်ကြီးပဲရှိပါတယ် အဲ့ဒါတွေပြင်ဆင်ပြီးတော့ပါဖွန်တယောက်လက်အိတ်က40ဝယ်ဖို့လောက်တော့တာပါပဲတချို့နေရာတွေကတည်တော့တမျှဖြစ်နေတော့တာပဲအဲ့ဒီနောက်လက်မြေပန်းရှင်မျိုးသမီးကြီးတီကိုသွားပြီးတော့ဈေးစစ်တော့တာပါပဲသူတို့နှစ်ဦးနှစ်ဖက်သဘောတူကြပါတယ်လက်ဆွဲနှုတ်ဆက်ပြီးဆရာငွေပေးချေတော့တာပေါ့နောက်တော့မြို့ပေါ်တက်ပြီးစာချုပ်စာရံနဲ့လက်မှတ်ထိုးဝယ်ခဲ့တော့တာပါပဲအဲ့ဒီအခါပိုက်စီပိုက်စံတဝက်ကိုတော့ခြေပေါ့ ဂျန်နာကိုတော့နှစ်နှစ်အတွင်းမှာရောက်အောင်ဆက်ပါမယ်လို့တာဝန်ယူပြောကြားခဲ့ပါတယ်။ကဲအခုတော့ဘာဖွန်တယောက်ကိုပိုင်းလဲမြေပိုင်ဆိုင်ရပြီပေါ့။သူမျိုးစည်တွေကိုချင်းငှပြီးသူဝယ်ခဲ့တဲ့မြေတွေပေါ်မှာစတင်စိုက်ပျိုးထတာပေါ့။ကောက်ဘဲသီးနှံတွေကလည်းဖြစ်ထွန်းလိုက်တာ။တစ်နှစ်အတွင်းမှာပဲမြေပိုင်ရှင်မျိုးသမီးကြီးနဲ့သူ့ယောက်ဖားရဲ့အကျွေးတွေကိုကြည်အောင်ဆက်နိုင်ခဲ့တာပေါ့။ဒါကြောင့်သူဟာမြေပိုင်ရှင်ကြီးတယောက်ဖြစ်လို့လာပြီပေါ့။ ကိုပိုင်လင်းမြေပေါ်မှာထွန်ရဲစိုက်ပြူကောက်ရိပ်မြည့်ရိပ်တစ်ဖြတ်ထင်းခုစကြက်မြေမှာနွားချောင်းစတာတွေလုံနိုင်တော့တာပါပဲသူ့ရဲ့ကိုပိုင်လဲတွေကိုထွန်ရဲစိုက်ပြူသွားတဲ့အခါသူစိုက်ထားတဲ့စိမ့်လန်းဆူပြည့်တဲ့ပြောင်းငင်းကြီးကိုကြည့်တဲ့အခါစကြက်မြေပေါ်ကမြက်ခင်းစင်းတွေကိုကြည့်တော့တဲ့အခါပျော်ရွှင်ကြည်နုပြီးပြည်သူတွေဖြစ်နေတော့တာပေါ့သူ့ရဲ့ကိုပိုင်မြေနေရာမှာပေါက်တဲ့မြေ တစ်ပင်ပန်းပန်းတွေကတခြားနေရာတွေမှာပေါက်တဲ့အရာတွေထက်ပုံမူတာလုံးနဲ့လို့သူခံစားလာရပါတယ်။အရင်တုန်းကဆိုရင်သူဒီနေရာတွေကိုဖြတ်သွားတိုင်းဖြတ်သွားတိုင်းအခြားအရာတွေနဲ့အားလုံးကအတူတူပါပဲလို့သူခံစားရတာပေါ့။အခုတော့သူ့ရဲ့ကိုယ်ပိုင်လက်မြေတွေလည်းဖြစ်သွားရောခံစားချက်ကလုံးဝအပြောင်းအလဲဖြစ်သွားပါပြီ။အခုတော့ဘာဖွန်တယောက်ဟာလေယာဉ်မြေတွေကိုပိုင်ဆိုင်ပြီးတော့အပျော်ကြီးပျော်နေလေ။နောက်တော့နတ်ဆိုးကဘလို့ သူ့ကိုဒုက္ခပြဒနာတွေပေးမလဲဆိုတာကိုနောက်ဗီဒီယိုတွေမှာဆက်လက်နှาศင်ပေးကြပါအောင်ခင်ဗျာကျေးဇူးများဤတင်ပါတယ်